်မင်္ဂလာပါ good morning ကျွန်တော်ဒေါက်တာနေအောင်ကျော်ပါကွာလမ်ပူကနေပြီးတော့စကားပြောနေပါတယ်အဲဒီနေ့ကျွန်တော်ပြောမယ့်အကြောင်းကတော့ cardiac neurosis လို့ခေါ်တဲ့ဥပကူ cardiac neurosis လို့ခေါ်တဲ့ဥပကူနှလုံးရောဂါဖြစ်နေရလို့ရှင်းတဲ့လူပေါ့နော်အစွဲရှိသူဒီရဲ့အကြောင်းဖြစ်ပါတယ်အဲ့တော့ပထမဆုံးကျွန်တော်ပြောချင်တာကအဲ့ဒါအခုကျွန်တော်ပြောတဲ့စကားကိုသင်ချာနားထောင်ပါခုန ျွန်တော်ပြောတဲ့ပြီးခဲ့တဲ့ဟာတွေမှာကြောက်စရာမလိုဘူးလို့အခု cardiac neurosis ဆိုလဲနှလုံးရောဂါကိုယ်ကိုဖြစ်နေရလို့ထင်တဲ့သူတွေအကုန်လုံးကကိုယ့်ဘုတ်ကိုယောဂါရှိမရှိဆုံးဖြတ်စရာမလိုဘူးเนาะဆရာဝန်နဲ့အရင်တွေ့ရမယ်ဆရာဝန်ကဆုံးဖြာမှာဒါပေမဲ့ကျွန်တော်ကသိစေချင်တာကနှလုံးရောဂါကအာဘောတော့ဘလို့ပဲရွယ်မှာဖြစ်နိုင်တယ်တော့ဖြစ်နိုင်မှုကိုကျွန်တော်တို့ probability လို့ခေါ်တာပေါ့เนาะသူရဲ့ အခွင့်အလမ်းပေါ့နော်အဲ risk ပေါ့နော်အဲ့ဟာဘယ်လိုလူတွေမှာရှိနေဆိုတော့ကျွန်တော်ပြောပြပါမယ်အဲ့ကျွန်တော်ဆီလာတဲ့လူတော်တော်များများနော်နှလုံးရောဂါဖြစ်နေပြီး heart attack ရတော့မယ်ဆိုပြီးဒါလည်းဒီလိုရှိတယ်အဲ့တော့အဲ့မှာကျွန်တော်ဟို category ခွဲပြောလိုက်လို့ရှိရင်ခင်ဗျားမှာအသက်ကြီးနေပြီးအသက်40အထက် secret တောက်တယ်နော်စီးကျိုရှိရယ်သွေးလို့ရှိရယ်နော်အဲ့လိုလူမျိုးတွေတက်ကတော့ဖြစ်နိုင်ကြရများပါတယ်နော်အသက်40ကျော်မယ်ယောက်ျားဖြစ်မယ် စစ်ကရက်တောင်းမယ်စီးကျိုလည်းရှိတယ်ဝါလည်းဝါတယ်ကိုလက်စထရောလည်းများမယ်နော်အရက်တွေပဲလည်းတောင်းတယ်ဆိုရင်အဲ့လူတွေကဖြစ်နိုင်တယ်နောက်တစ်မျိုးအုပ်စုကျွန်တော်ပြပြမယ်အသက်ကအခုမှ16 19 20 25အဲ့လောက်ပဲရှိတယ်အရက်လည်းမတောင်းဘူးစီးလေးလည်းမတောင်းဘူးနော်နောက်တစ်ခါအဲဘာခေါ်မလဲစီးကျိုလည်းမရှိဘူးကျွေးလို့လည်းမရှိဘူးနော်အသက်20 25 30အဲ့ဒီအရွယ်တွေပေါ့လေနော် အဲအဲ့ဒီနေရာမှာ secret အဓိက secret မတောက်တဲ့လူပေါ့ယောက်ျားလေးဆိုအခုခေတ်က main ကလေးလဲ secret ကခိုးပြီးကစ်တယ်ဆိုတော့အတူတူပဲ secret တောက်တဲ့လူနောက်ယောက်ျားလေးနဲ့ main ကလေးဆိုရင် main ကလေးကဖြစ်ဖို့အခွင့်အလမ်းနေတယ်ယောက်ျားလေးကဖြစ်ဖို့အခွင့်အလမ်းပုံများတယ်ဒါပေမဲ့အသက်40ပြည်မှာเนาะအသက်40မတိုင်ခင်မှာဆို risk ကနေတယ်အဲ့တော့ကျွန်တော်ပြောတဲ့ category ကအသက်40အထက်เนาะခင်ဗျားမှာစီးကျိုးရှိတယ်သူတို့ရှိတယ်เนาะဆေးလိပ်လည်းတောက်တယ်ဆေးလိပ်เนาะဆေးလိပ် secret secret အကြက်လည်းတောက်တယ်เนาะအဲ့လိုလူမျိုးတွေမှာဖြစ်ဖို့အခွင့်အလမ်းများတယ်သောသော အသက်ကအခုမှเนาะ30တော့เนาะအစိတ်30အဲ့လောက်ပဲရှိမယ်เนาะအဟိုဟာလည်းဖြစ်မယ် main main clear ဖြစ်ဖို့က chance ပုံနေတယ်เนาะယောက်ျားလေးကပုံပြရတယ်နောက်တစ်ခါအဲ့မှာမှာတစ်ခါစိတ်လည်းမတော်ဘူးအရင်လည်းမတော်ဘူးဝါလည်းမောအောင်ပေါ့နော်ဝါရဲဆိုတော့နော် obesity ပေါ့နော်ဝါလည်းမောအောင်เนาะအဲနောက်တစ်ခုကျွန်တော်ပြောချင်တာဒီဟောပေါ့နော်မွေးရည်စိတ်သုံးဖို့ဆွဲတဲ့လူတွေမှာနှလုံးရောဂါဖြစ်ဖို့အခွင့်အရေးများတယ် ော့အဲ့ဒါတော့ဟိုနှလုံးသားကဆိုနှုံသေးကြောင့်ပိတ်တဲ့ဥစ္စာပဲဖြစ်ပါဖြစ်လို့မွေးဟိုမွေးဆေးတွေဘာလို့အဓိကအဲ့ဟာတွေတုံးနေလို့ဖြစ်နေပုံကင်းများတယ်အဲ့ဒါတော့လူငယ်လူကြီးမျိုးတွေဘူးအဲနောက်တစ်ခုကတော့ဗာလဲဆိုတော့အဲကိုဗစ်ဖြစ်ထားပြီးသားလူတွေမှာတော့နည်းနည်းလေးသတိထားမယ်နော် post covid ပေါ့နော်အဲ့ဒါတော့ကျွန်တော်အားမခံနိုင်ဘူးအဲ့တော့အကြံဉာဏ်ပြောနေတာတော့လူတော်တော်များများကကြောက်တယ်ဗျာအဲ့တော့ကျွန်တော်ပြောတဲ့ category အသက်40အောက်ဖြစ်မယ် main ကလေးဖြစ်မယ်အဲ့တော့သမို့ယောက်ျားလေးလည်းအသက်40အောက်ဖြစ်မယ်ဆေးလိပ်လည်းမတောက်ဘူးအရက်လည်းမတောက်ဘူး เนาะဟိုကိုဗစ်လည်းအကြီးအကျယ်မဖြစ်ခဲ့ဘူးเนาะနောက်တစ်ခါဟိုဖြစ်တယ်ဆိုရင်အများဆုံးအဖြစ်တခြားဟာတွေကဖြစ်တဲ့ယောဂတွေကပါလဲဆိုတော့အစာရင်ဗျเนาะအစာရင်အပေါ်ဟိုအပူရိုက်လို့ရှင်ဒီရင်ဘက်ကထိုးအောင်လာတယ်နော်အဲ့ခါကြလို့ရှိရင်ဒီခါလေးလည်းမပူဝဲနဲ့လည်းပုံမှန်ထိုးအောင်နိုင်တယ်ဆိုတော့အဲ့ဒါဖြစ်နိုင်တဲ့ဒီတစ်ခုပေါ့နောက်တစ်ခုကတော့ကြောက်တာပေါ့ဗျာငါနှလုံးရောငါဖြစ်မလားနော်အဲ့လေးဖြတ်မလားအဲ့တစ်ခုပေါ့နှလုံးရောလည်းဖြတ်မှာအတူတူပါအတူတူနီးပါးတော့ပါပဲဒီတစ်ခုကအဲ့တော့အဲဟို အဲ့ဒါကိုကြောက်တဲ့အတွက်ကြောင့်မလို့အဲ့ဒါကိုကြောက်တဲ့အတွက်ကြောင့်မလို့သူကတော်တော်များများဟိုစိတ်ဆင်းရဲပြတော့ဗောနော်ဟိုဟိုဟာဈေးကြီးဈေးကြီးတဲ့ဟာတွေဟိုနော်ဟိုဆရာအစီကံပြတာတို့နော်ဟိုဟာဗောနော်တက်စီအမျိုးမျိုးလောက်လာတာတို့ဗောနော်အဲ့တော့ကျွန်တော်ပြောချင်တာကတော့ဟိုလိုအပ်ရင်တော့လောက်အောင်ဗောပေါ့တိုးတော်လည်းပဲဒီနှလုံးရောဂါကိုအဆွဲဆွဲပြီးကြောက်တဲ့တဲ့လူတွေအများများတော်တော်များများရှိတယ် ဲ့တော့ကျွန်တော်အကြံပေးချင်တာဒီအသက်ငယ်ငယ်ရွယ်ရွယ်နဲ့နှလုံးယောဂနှလုံးယောဂတွေမှာလည်းပြီးလို့ရှိရပါဗျာကျွန်တော်ပြောချင်တာနှလုံးသွေးကြောပိတ်เนาะသွေးကြောအစီပိတ်တဲ့ယောဂကိုပြောတာကျန်တဲ့ဟာမွေးရပါနှလုံးယောဂတွေရှိမယ်လေးဘက်နာနဲ့ကြောင်းဖြစ်တဲ့နှလုံးယောဂရှိမယ်အားတွေမပါဘူးနှလုံးသွေးကြောပိတ်တဲ့ယောဂကတော့เนาะဒီအရွယ်ဒီမှာမဖြစ်နိုင်ဘူးအဲ့တော့အဲ့ဒါကြောင့်မလို့ဟိုအရန်စိတ်မပူဘူးနဲ့တော်တော်လည်းပဲကိုယ်မှအဲ့လိုဖြစ်တဲ့အချိန်နီးစားရဆောင်ပါပြပါတော့နော်နောက်တစ်ခါအဲ့မှာတွေးတော့လည်းပါတယ် 呃、啊，对路线是多线钱呢？在不同年代我冇有钱呢。后来看过来就能方便，我有钱，我多少对路线怎么送票呢？喏，呃，下午那边送票吧，是吧？你那个标准呢？老杨啊，平台型事业路的，平台型的事业路线，这样怎就搞到、啊、了哇。阿拉现在结束，听我的，那明白哇？侬能理解吧。